ဟယ်လိုမိတ်ဆွေတငယ်ချင်းများအားလုံးမင်္ဂလာပါရှင်တာတော့ပိုင်း Stella Inquiry မှာပြန်လည်ကြိုဆိုပါတယ်ရှင်ခုချစ်ပေးမယ့် reading လေးကတော့ဟိုဒီလိုနဲ့ရပါတော့ပြီးဆုံးသွားပြီးတော့နာဝေးပွားသွားပြီးရပါဝေးပွားသွားပြီးတဲ့အချိန်မှာပေါ့နော်သူ့ဘက်ကအခြေအနေလေးကိုကြည့်ပြီးမှပဲဖြစ်ပါတယ်သူ့ဘက်မှာဘလို့အခြေအနေလေးတွေရှိလဲဆိုတာလေးတစ်ချက်ကြည့်ပေးပါမယ်ဝေးပွားပြီးရနောက်မှာပေါ့နော်သူဘလို့လေးတွေနေထိုင်နေလဲဘလို့လေးတွေခန်းစားနေလဲပေါ့နော်အားလေးနဲ့ပတ်သက်ပြီးကြည့်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီမှာ group လေး၃ခုဖက်ပြထားပါတယ် ရက်ကကတ်လေးကတော့ group 1ဒီအလဲအား group 2တကောင် group 3ဖြစ်ပါလေရှင်။ group 1 2 3ပေါ့နော်။မိမိမျက်စိထဲမှာနှစ်သက်ဆုံးဖြစ်တဲ့ကတ်လေးတစ်ကတ်ကိုရွေးချယ်ပြီးတော့အဖြစ်လေးတွေကိုကြည့်ပေးပါရှင်။ဒီလိုကိုရေးတိုက်တဲ့ကတ်နဲ့သိပ်ပြီးတော့မှ energy မကိုက်ညီဘူးဆိုလို့ရှိရင်လည်းတခြားကတ်လေးကိုပြောင်းပြီးတော့ရွေးချယ်ပေးလို့ရရပေါ့နော်။ Okay ပါအားဆိုလို့ရှိရင်ဒီ group 1လေးကနေစပြီးတော့ကြည့်လိုက်မယ်နော်။ဒီမှာလေးတို့ရေးထားတဲ့သူလေးတွေအတွက် တစ်ဖက်သူဟာပေါ့နော်ဝေးကွာသွားပြီးရနောက်မှာသူ့ဘက်မှာဘလို့အခြေအနေတွေရှိနေလဲသူဘလို့ဖြတ်တန်းနေလဲပေါ့နော် သူ့ဘက်ကအခြေအနေတွေကိုတစ်ချက်ကြည့်ပေးတော့မှာပဲဖြစ်ပါတယ်တစ်ခါတည်းမှာပေါ့နော်ကိုယ်နဲ့ဘာမှမတတ်ဆိုင်တော့ဘူးပြီးဆုံးသွားပြီဆိုရင်မဲ့အဲကြောင့်သူဘလို့လေးမျက်နေထိုင်နေလဲဆိုတော့ဘာနော်ကိုဘာမှမမြှောင်လည်မဲနဲ့ဘာနော်ဒီတိုင်းလေးတက်တက်လေးသူ့ခြေလေးလေးတည်ချင်တာရှိတယ်လေအဲ့လိုမျိုးပုံစံလေးကိုကြည့်ပြသွားမှာပဲဖြစ်ပါတယ် and also I see and also as the little ones in our particular ဒီမှာဆိုလို့ရှိရင်ပေါ့နော် group 1လေးတွေရတစ်ဖက်သူကအခုချိန်ပေါ့နော်သူသူတို့နေရာဝေးသွားပြီးရနောက်ဝေးသွားပြီးရနောက်မှာဘာတွေဖြစ်နေလဲဆိုတော့ကြာတော့သူအရင်ငါထက်စားလို့ရှိရင်ပေါ့နော်ပို့ပြီးတော့မှဟိုပုဂ္ဂိုလ်ယုံကြည်မှုတွေရှိလာတယ်ငင်းငါလိုမျိုးပေါ့နော်တခုခုဆိုလို့ရှိရင်အန်တော့အနာရာမျိုးတွေတစ်ဖက်သူပေါ်မှာအနာရာမျိုးတို့ဘာလို့မရှိတော့ဘဲနဲ့တက်တက်တာတာနဲ့ပေါ့နော်ပြတ်သားလာတာမျိုးလေးတွေ တိကျကျနဲ့တခုခုကိုဆုံးဖြတ်နိုင်တာမျိုးပေါ့နော်အဲ့လိုအနေထားလေးတခုခုပြောင်းလဲသွားတယ်လို့ဒီမှာတွေ့ရတယ်ပြီးတော့ကြာလငွေရေးချင်းနဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးကိုခိုင်မာနေပြီပေါ့နော်ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းသူတော်တော်လေးကိုတန်ဖိုးထားပြီးတော့အဲလောက်ကိုင်းလေးနဲ့ပတ်သက်ပြီးတော့ငွေရေးချင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တော်တော်လေးကိုအခြေအနေတခုထိရောက်နေပြီးတော့ဟိုကောင်းမွန်နေတဲ့အနေထားလေးတခုခိုင်မာလာတဲ့အနေထားမျိုးလေးပေါ့နော်ပို့ပြီးတော့အရင်ငါထက်ဟိုပို့ကြည့်ကောင်းလာတာမျိုးပို့ပြီးတော့ဟိုယောက်ျားပြီးသားလာတာမျိုးပေါ့နော်ဆုံးမချက်တွေခိုင်မာလာတာမျိုး စိတ်သက်တွေပို့ပြီးတော့ပြင်းထန်လာတာမျိုးလေးယူအဲ့လိုမျိုးဟိုကောင်းတဲ့ဘက်မှာဟိုပြောင်းလဲမှုတွေဖြစ်ပေါ်နေရလို့ဒီမှာတွေ့ရတယ်ပေါ့နော်ဒီစပတ်တကယ်ဒီစပတ်တကယ်301သူနောက်ထပ် အသက်တစ်ခုစတင်ဖို့ပေါ့နော် new beginning တစ်ခုစတင်ဖို့အတွက်လည်းသူစဉ်းစားနေရမျိုးလေးလည်းတွေ့တယ်အခါတလေမှာပေါ့နော်အတိတ်ကအကြောင်းအရာလေးတွေကိုဟိုခေါင်းထဲမှာရလာတဲ့အခါမျိုးလေးတွေရှိတယ်တရိယာရာမျိုးလေးတွေပေါ့နော်တိုက်ဆိုင်မှုလေးတွေရှိတဲ့အခါမှာကိုယ်နဲ့ပတ်သက်တဲ့အတိတ်က memory လေးတွေဟိုချုပ်နေတဲ့အမှတ်တရလေးတွေပေါ့နော်နှုတ်သားရှိခဲ့တဲ့ဟိုနေသားလေးတွေကိုပြန်ပြီးတော့မှသူပြန်တွေးတောနေတာမျိုးလေးတွေပေါ့နော်အမှတ်တရလေးတွေပြန်ပြီးတော့ ဟိုတတိယဓာတ်တမျိုးလေးတွေတော့ဒီမှာတွေ့ရတယ်တခါကြာလို့ရှင်လဲအဲ့အဲ့လိုမျိုးပေါ့နော်ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေခေါင်းထဲရောက်လာတဲ့အချိန်မျိုးမှာဆိုရင်တော့သူနည်းနည်းလေးငြိမ်သွားပြီးတော့သူ့စိတ်ကိုသူဘယ်လိုပြောမလဲအဲ့အဲ့လိုမျိုးကိုယ်ကြောင်းတတိယတဲ့အခါမျိုးတွေမှာသူနည်းနည်းလေးတော့ဟိုစိတ်ထဲဘယ်လိုပြောလဲဘယ်လိုပြောရမလဲပေါ့နော်ဒီကိုကိုကြောင်းကိုစဉ်းစားလိုက်တဲ့အချိန်မှာသူ့အနေနဲ့က ်ကျန်တဲ့ချိန်တွေမှာဆိုရင်သူကသူစမတ်ဖြစ်ပေမဲ့ကိုကြောင်းဆက်သလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့သူနည်းနည်းလေးသူအဲ့ဒီပုံမှန်အချိန်နေတဲ့မတူတာမျိုးလေးပေါ့နော်ပုံမှန်သူ့ရဲ့အချိန်နေရအေးစစ်စစ်တတတတပြက်ပြက်တတရှိတယ်ဆိုလို့ရှိရင်ကိုကြောင်းလေးတွေစဉ်းစားလိုက်တဲ့အခါမျိုးမှာကိုယ်တရရတဲ့အခါမျိုးမှာဆိုရင်တော့သူနည်းနည်းလေးနာကျင်ရတာမျိုးလေးပေါ့နော်မတိမတ်တာလေးစိတ်ထဲမှာဟိုမတက်မတာဖြစ်ရတာမျိုးလေးတွေစိတ်စိတ်မပြေကြအချိန်နေမျိုးလေးတွေလည်းဒီမှာတွေ့ရတယ်ပေါ့နော်တခုရှိရတာကဒီမှာကသူ့အနေနဲ့လေတခုခု new beginning တခုခု အဲ့ဒီဟာက relationship တွေဖြစ်နိုင်တယ်လို့ပေါ့နော်တခြားသူ့ရဲ့ live style မှာပေါ့နော်ရင်ငါနဲ့မတူညီတဲ့ပုံစံအစ်တစ်တစ်မျိုးနဲ့သူတခြားအရာတစ်ခုကိုစတင်ဖို့အတွက်ဟိုစဉ်းစားနေတာမျိုးပေါ့နော်တနည်းအားဖြင့်ဒါမှမဟုတ်လို့ရှိရင်ခရီးထွက်မှာမျိုးပေါ့နော်ညသူရွေထားတဲ့အရာတစ်ခုနဲ့ပတ်သက်ပြီးတော့သူစ조사အထောက်ထားတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့မှသူအပြောင်းလဲလေးစောင့်နေတာမျိုးလေးတနည်းအားဖြင့်သွားဖို့ပဲဖြစ်ဖြစ်ပေါ့နော် ဟို project တစ်ခုခုကိုစတင်မှုပဲဖြစ်ဖြစ်ဘဝအသစ်တစ်ခုကိုစဖို့ပဲဖြစ်ဖြစ် relationship အသစ်တစ်ခုကိုစတာပဲဖြစ်ဖြစ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူဆောင်းဆိုင်နေတာမျိုးလေးပေါ့နော်ဆုံးဖြတ်ချက်ချဖို့အတွက်သူစဉ်းစားနေတာမျိုးလေးလို့ဒီမှာတွေ့ရပါတယ်ရှင်။အလေးရတဲ့ group one လေးတွေအတွက်ကြည့်ပေးထားတာပဲဖြစ်ပါတယ်။ group one လေးတွေရတစ်ဖက်သူကပေါ့နော်ဒါတင်းတို့နှစ်ယောက်ဝေးသွားပြီးတော့မှသူ့ဘက်မှာဟိုအခုရှင်းနေရပေါ့နော်ပုံစံအခြေအနေလေးပေါ့သူ့ရဲ့ခံစားချက်လေးသူ့ရဲ့နေထိုင်ပုံလေးအဲ့ဒါလေးကိုဟိုမြင်သလားလေးကြည့်ပေးထားတာပဲဖြစ်ပါတယ်ရှင်။အဲဆိုလို့ရှင် group two လေးကိုဆက်ပြီးတော့သွားလိုက်ကြမယ်နော်။ ီကူမျိုးရေးထားတဲ့တူလေးတွေအတွက်ကြည့်ပေးသွားမှာပဲဖြစ်ပါတယ်လူတူလေးတွေကိုရေးထားတဲ့တူလေးတွေအတွက်ပေါ့နော်လူတူနဲ့တစ်ဖက်သူရဲ့ဂျာမာပေါ့နော်ပြီးဆုံးသွားပြီးသွားပြီးပေါ့နော်တင်းတူတစ်ယောက်ဂျာမာဘာမှမပတ်သက်တော့ဘူးပေါ့နော်ဟိုဒစိမ့်နေပဲထားပါတော့အခုချိန်မှာဖြစ်သွားပြီဆိုလို့ရှိရင်တော့မှကိုယ်အနေနဲ့ကဟိုသူဘလို့ချိန်လေးလေးဖြစ်ဖြစ်နေမလဲဆိုတခါတလေကြာရင်ကျမတို့တွေတွေ့ရကြတယ်ဒီကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးမျှော်လင့်တော့ဘူးဆိုရင်တော့မှသူအစဉ်ပြေရောပြေရလားဟိုဘာလေးနဲ့လုံနေမလဲပေါ့နော်ကိုရော တတိယဒေတာပေါ့ဒီတိုင်းပဲ ခေတ္တကနေပြီးတော့တည်ကျင်းမိတာလေးတွေရှိတတ်တယ်လေအဲ့ရွယ်ကိုကြည့်ပြသွားမှာပဲဖြစ်ပါတယ်ဘုသူရဲ့တစ်ဖက်သူကပေါ့နော်ခုချိန်မှာသူဘလို့အချိန်လေးတွေရှိနေလဲဘလို့လေးတွေဖြတ်တန်းနေလဲပေါ့နော်သူရဲ့ဘဝမှာအဲ့ဒါလေးကိုကြည့်ပြသွားပါမယ်အဲ့တော့ one ိုးနဲ့တခုခုအပြောင်းလဲကိုစောင့်နေတာမျိုးလို့ဒီမှာတွေ့ရတယ်ပေါ့နော်ခုနကဂရုဝန်းလေးနဲ့နည်းနည်းလေးဆင်းနေပေါ့အပြောင်းလဲဆိုဟုတ်ပါရဲ့ တူတူလေးတွေရဲ့တစ်ဖက်သူကလေအခုလက်ရှိမှာကတော့သူဘယ်ပြောမလဲငွေကြေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သူ့မှာညှော်လင်းဆောင်လိုက်နေတဲ့အရာလေးတွေရှိရပါတော့သူအခက်ခဲလေးတွေဖြစ်နေတာမျိုးခုလက်ရှိမှာသူအဆင်မပြေငွေကြေးကြောင့်ပဲဖြစ်ဖြစ်အလောက်ကန်ကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်မိသားစုနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အဲလောလောဆယ်မှာအဆင်မပြေသေးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်သူအဲ့ဒီအဆင်မပြေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖို့အတွက်အခွင့်အလမ်းလေးစောင့်နေတာမျိုးလေးဒါမှမဟုတ်လို့ရှင်လေအဲ့ဒီအတွက်အဖြေရှာနေတာမျိုးပေါ့နော် ဟိုအပြောင်းလဲတစ်ခုကိုစောင့်နေတာမျိုးလို့လည်းဒီမှာတွေ့ရတယ်အဲ့ပြောင်းလဲလေးရလဲသူ့အတွက်တကယ်လို့ပေါ့နော်ជីជីမမသူလောကကိုစိတ်ကျင်နေရမယ်အဖြစ်မျိုးလေးဟုတ် sorry သူနဲ့အဆင်ပြေမဲ့နီလန်းတစ်ခုကိုသူရှာဖွေနေတာမျိုးလေးအဲ့ဒီအားလေးကိုစောင့်ဆိုင်းနေတာမျိုးလေးပေါ့နော်အဲ့အားလေးရလဲသူ့အတွက်အဆင်ပြေနေမဲ့အခြေအနေလေးတစ်ခုရောက်လာမယ်လို့လည်းဒီမှာတွေ့ရပါတယ်ကျွန်တော်ကမှငွေချင်းနဲ့ပတ်သက်ပြီးတော့မှသူဟိုမူမှန်လေးတစ်ခုအားလေးတစ်ခုကိုဟို ဆောင်းတိုင်းလေးရဲ့ခြေလေးမျိုးလေးပေါ့နော်အပြောင်းလဲလေးတစ်ခုကိုဆောင်းနေတဲ့ချိန်တို့ဒီမှာတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးကတော့သူရောက်ရှိလာဖို့ရှိရလို့တော့ဒီမှာတွေ့ရပါရဲ့ရှင် this of particle တဲ့ခဏ1နဲ့တော့နည်းနည်းတူတယ်ပေါ့နော် this of particle တလပါသူ့မှာကလေးတခြား relationship တစ်ခုနှုတ်နှစ်ဖက်ပေါ့နော်အစဉ်ပြေတဲ့ ပေးယူမြရတယ်ဗောနော်တရားကိုတရားနားလဲပြီးတော့မှခုလောလောဆယ်မှာဆက်သွားနေတဲ့ relationship လေးတခုတည်းသူစတင်နေရမျိုးလေးတွေ့တယ်အဲ့တရားကိုလည်းသူဘယ်လိုပြောမလဲမကြသေးခင်ငါမှာပဲဖြစ်ဖြစ်ဗောနော်တချို့သူလေးတွေဆိုလို့ရှိရင်ငါကြတော့ဟိုမကြခင်မှာအဲ့လိုအခြေအနေတခုကိုသူစောင့်ဆိုင်းနေတာမျိုးဗောနော်တခြားကိုမဟုတ်တဲ့တခြားတရားစီရနေပြီးတော့မှအဖြေကိုစောင့်ဆိုင်းနေတာမျိုးလေးဟိုအဲ့လူကိုသူတော်တော်လေးဘယ်လိုပြောမလဲ နှစ်သက်သဘောကျနေတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်ပေါ့နော်သူ့ချင်းနေရာကုလလောဆက်မှာကတော့သူတခါတလေမှာပါအဆင်ပြေတဲ့အခိုက်အတန့်လေးတွေရှိနေတယ်ပေါ့နော်အဆင်ပြေတဲ့အခိုက်အတန့်လေးတွေရှိနေတယ်ဆိုရင်မဲ့သူကတော့လုံးဝဟိုတခါတလေလောက်ပဲပေါ့နော်အဲ့အမျိုးကတော့ဖြစ်တဲ့ဆိုရင်မဲ့သူရဲ့အဲ့လိုမျိုးအတွင်းထဲမှာကျတော့သူကတခါတလေမှာတော့ပေါ့နော်ဘာမှမဖြစ်လာဘူးလို့ထင်ရပေမဲ့သူ့ပုံစံကတကယ်တကယ်စိတ်ရငယ်တဲ့အချိန်လေးတွေ ိတ်ထဲမှာအဆင်မပြေတဲ့အချင်းလေးတွေကြာလို့ရှိရင်တော့သူကိုယ်တိုင်ပဲပေါ့နော်သူကိုယ်သူပဲဖုံးကွယ်ထားတယ်ဘသူမှမပြောပြဘူးပေါ့နော်သူစိတ်ထဲမှာအဆင်မပြေတဲ့ခိုက်တန့်လေးတွေရှိတယ်ဆိုရင်ဒါမှသိရမှာမဟုတ်ဘူးပေါ့နော်တစ်ဖက်သူအနေနဲ့ကဒါပေမဲ့သူကမကြိုက်သေးခင်ငါမှပဲဖြစ်ဖြစ်ပေါ့နော်အခုဒါမဲ့ရက်အနေနဲ့တွေ့မှာပဲဖြစ်ဖြစ်သူလင်းရှိရှိအစ်တစ်ခုကိုစတင်မို့စူးစမ်းနေတာမျိုးစတင်နိုင်တော့မှမျိုးလေးတချို့လူတွေရဲ့အတွက်ဒီမှာတွေ့ရပါတယ်ရှင် အဲတချို့ဒူနယ်စုတွေကကြတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှသူအပြောင်းလဲလေးတစ်ခုကိုစောင့်နေတာအဲအပြောင်းလဲလေးကလည်းရောက်လာမှာပေါ့နော်သူလက်ရှိမှာအဆင်ပြေသေးဘူးဆိုလို့ရှိရင်ဒါမှသူ့အတွက်အဆင်ပြေမဲ့အနေအထားလေးရောက်လာနိုင်တယ်ပေါ့နော်ဒါလေးကတော့ခရူတို့အတွက်ကြည့်ပေးထားတာပဲဖြစ်ပါလိမ့်ရှင်အဲဆိုလို့ရှိရင်ခရူလေးစီကိုသွားလိုက်မယ်နော် အဆောင်ရင်ဒီကလူလေးဝေးထားတဲ့သူလေးတွေအတွက်ဒီလူသူတမားလေးတွေအတွက်ပေါ့နော်အခုကြည့်နေတဲ့သူလေးတွေနဲ့ပေါ့တစ်ဖက်သူနဲ့ရှားမှာပြီးဆုံးသွားပြီးတော့ဝေးခွာသွားပြီးသွားပြီးပေါ့နော်အခုလက်ရှိမှာကဒါပေမဲ့ကိုယ်နေနေရသူ့ရဲ့အခြေအနေလေးကိုဘယ်လိုလေးရှိနေလဲပေါ့နော်သူဗားလေးတွေဘယ်လိုလေးဖြတ်တန်းနေရတယ်ဗားလေးခံစားနေရတယ်သူ့ဘက်ကအခြေအနေလေးကိုသိချင်ကြတဲ့သူလေးတွေအတွက်ကြည့်ပေးတော့မှာပဲဖြစ်ပါတယ်ဒီလိုတူရီးကိုဝေးထားတဲ့သူလေးတွေအတွက် တစ်ဖက်သူကပေါ့နော်အခုလက်ရှိမှာသူဘလိုလေးတွေရင်ဆိုင်ဖြတ်သန်းနေလဲပေါ့ဗာလေးတွေတွေ့ကြုံနေရလဲဘလိုအခြေအနေတွေရှိလဲသူဘက်ကအခြေအနေတွေကိုသိချင်ပါတယ်ဒီကဒီ8.1ကလေခု3ခုလုံးမှာပါနေရတဲ့တိုက်သူတို့ခုကြည့်နေတဲ့သူလေးတွေအားလုံးကအလုံးရဲ့ဟိုဟာကအနာကျင်နေနေစင်တူလို့ဖြစ်မဲ့တင်တယ်။အားကျဲသူတွေတွေကလည်း လူသူသမားတွေအတွက်တစ်ဖက်လူကလည်းသူလည်းပဲအခုချိန်မှာကသူကကျတော့ဘယ်လိုပြောရမလဲအပြောင်းလဲတစ်ခုနဲ့အတူဆက်သွားနေရမျိုးလေးပေါ့နော်သူကိုလုံးဝမထင်မှတ်ထားတဲ့အခြေအနေမျိုးလေးတစ်ခုကိုကကိုကထားပါတော့သူ့ကို ပေါ့နော်အစဉ်ပြေပါပြေပါမလား ဘလို့ရမြတ်ဖြစ်တယ်မလဲပေါ့နော်ကိုကြောင့်မျက်နှာချင်းကြေကွဲနေရမလားဆိုပြီးတော့မှကိုကတွင်းနေရဆိုလို့ရှိရင်တော့အဲ့လိုမျိုးလုံးဝဒီမှာတော့မတွေးရဘူးပေါ့နော်သူ့အနေနဲ့ကအခုချိန်မှာသူလုံးဝကိုကိုနဲ့ပတ်သက်တဲ့ဥမာအတိတ်မှာတန်ရာတွေရှိခဲ့တယ်ဆိုရင်တော့မှအဲ့တန်ရာတွေလုံးဝ healing လုပ်နိုင်သွားပြီပေါ့နော်အဲ့တန်ရာတွေမရှိတော့ဘူးပြောင်းလဲပြီးတော့မှသူအသက်တပံပေါ့နော်ရှင်းတန်နေပြီလို့ဒီမှာတွေးရတယ်ပြီးတော့ကြာလို့ရှိရင်လည်းသူ့မှာသူရွေထားတဲ့သူတူရှိတယ်ဆိုလို့ရှိရင်အဲ့ဒီရွေထားတဲ့သူတန်တော်တော်လေးကိုပဲသူပေါ့နော်အဲ့လူတယောက်ကို

ေချာသလောက်ပဲဒီမှာကသူကအရင်တုန်းကသူ့မှာပေါ့နော်ညှော်လင်းချက်တွေညှော်လင်းခဲ့ရတဲ့အရာတွေမရှိတော့ညှော်လင်းခဲ့ရတဲ့အရာတွေအသက်တပံပြန်လဲပြီးတော့မှပြောမယ်ဆိုရင်သူ့ဘဝထဲမှာသူလိုချင်ခဲ့တဲ့ရည်မှန်းချက်ပန်းတိုင်းပေါ့နော်သူရှင်းရှင်းပုံစံမျိုးကအရင်တုန်းကသူအရင်ကတည်းကသူ့မှာရှိခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒီအဟာကမရခဲ့ဘူးဒါမှမဟုတ်ကိုယ်နဲ့အဲ့ဒီပုံစံမျိုးမရခဲ့ဘူးဆိုလို့ရှိရင်သူကအဲ့ဒီရွယ်ချက်အဲ့ဒီသူတို့ချင်းတဲ့ပုံစံလေးကိုနောက်တစ်ချိန်ပြန်ပြီးတော့မှအသက်သွင်းဖို့ပြန်ပြီးတော့မှစတင်ဖို့အတွက်သူ အခွင့်လန်းပေါ်လာတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့အသက်တစ်ခုကိုစားဖို့အတွက်သူတော်တော်လေးဆရာထက်တန်နေတာမျိုးလေးအဲ့အရာပေါ်မှာလည်းသူနှစ်သက်တော်တော်လေးကိုနှစ်သက်သဘောကျတယ်စိတ်ထဲမှာလည်းပေါ့နော်သူတော်တော်လေးအားကြောင့်အကျိုးစားထားတာမျိုးလေးအားထုတ်ထားတာမျိုးလေးပေါ့နော်သူတကယ်သဘောကျတဲ့သူမျိုးလေးပဲဖြစ်ဖြစ်မမချင်းတချို့သူတွေအနေနဲ့ကကြတော့သူတချို့လူတွေအနေနဲ့ကကြတော့သူ့ကိုယ်သူပြန်ပြီးတော့မှရှင်းလင်းလို့ဖို့အတွက် မဖြစ်တော့ဘူးဆိုမဖြစ်နိုင်တော့လာဘူးလို့ထင်ထားခဲ့တဲ့သူလေးတွေအနေနဲ့လည်းဒီမှာသူကိုယ်သူပြန်ပြီးတော့ရှင်းလင်းလုံနိုင်သွားမယ်ပေါ့နော်ဟိုသူဒီတန်ရာတွေနဲ့သူကိုယ်သူရှင်းနေကောင်းလာပါမလားဆိုပြောမှစိတ်ပူနေတဲ့သူတွေဒီမှာရှိလိမ့်မယ်ပေါ့နော်ကြီးနေတဲ့ဒီ group 3ကိုကြီးနေတဲ့သူလေးတွေတစ်ဖက်သူကလေသူကိုယ်သူရင်းနှောင်းတော့ဒီအတိတ်ကတန်ရာတွေနဲ့သူပြန်လဲပြောမှရှင်းတန်နိုင်မှာမလားအသက်တစ်ပတ်စတင်နိုင်မှာမလားဆိုပြီးတော့မှသူသူကိုယ်သူတန်တဲ့ရာတွေရှိခဲ့တယ်ဆိုလို့ရှိရင်ဒါမှအခုချိန်မှာတော့သူ အဲ့ဒီလိုမျိုးစိတ်တွေပြန်ပြောမှလူဘဝတို့ပြန်ပြီး healing လုပ်နိုင်သွားပြီပေါ့နော်ဟိုစိတ်တဲ့လူတင်နဲ့ပြောမယ်ဆိုရင်ဘဝတဲ့တခုစားဖို့အတွက်သူအဆင်သင့်ဖြစ်နေပြီ ready ဖြစ်နေပြီပေါ့နော်ဟိုဒဏ်ရာတွေလည်းမရှိတော့ဘူးကောင်းမွန်တဲ့ဟိုလမ်းကြောင်းပေါ်မှာရောက်ဖို့အတွက်သူစူးစမ်းပြီးတော့ရောက်ရှောင်းလန်းနေပြီပေါ့နော်အဲ့လိုအနေအထားမျိုးတွေတွေ့ရတယ်အဲစိတ်တဲ့လူတင်နဲ့ပြန်ပြောမှတက်တပံပြန်စားတင်နိုင်ဖို့ relationship မှာဆိုလို့ရှိရင်လည်းဘယ်တော့ပဲအရင်တိတ်ကနာကျင်မှုတွေရှိခဲ့ရှိခဲ့အခုချိန်မှာတော့တကယ် သူနှစ်တက်တပေါ်ကြားတယ်ပေါ့နော်လောင်းတက်လောက်ထိရွေထားတဲ့သူเนี่ยအစ်စ်တခါပြန်စားဖို့အတွက်သူပြောင်းလဲလေးလုပ်နေတာမျိုးပြောင်းလဲနေတာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတစ်ခုနဲ့ဆက်သွားနေတာမျိုးလေးလည်းတွေ့ရတယ်ဒီဘူးတို့သမားလေးတွေရဲ့တစ်ဖက်တူကတော့အခုချိန်မှာသူအဆင်ပြေနေလို့ပြောမှာပေါ့နော်အတိတ်ကတရားတွေလည်းသူ့မှာမရှိတော့ဘူးပြောင်းလဲသွားပြီပေါ့နော်မထင်မထားလားသူတော်တော်ကြီးဟိုပဲနောက်တစ်ခုတယောက်အနေနဲ့နောက်တစ်ချိန်ပြန်လဲမွေးဖွားတဲ့ပုံစံမျိုးလေးပေါ့နော်ကလေးလောက်ပြီးတော့မှသူ ပြပြရှင်းရှင်းလေးနဲ့နေနေတာမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးဒီမှာတွေ့ရပါတယ်ရှင်။ဒါလေးကတော့ခလူသွေးသမားလေးတွေအတွက်ချစ်ပေးထားတာပဲဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဒါလေးကကြာတော့ January တင်ဆက်တဲ့အတက်ကြောင့်မို့လို့ပေါ့နော်။လာကြီးရဲ့သူလေးတွေနဲ့အကောင်းဆုံးမကိုင်းညီဘူးဆိုလို့ရှိရင်လည်းဘာမှပြဿနာမရှိဘူးပေါ့နော်။ Entertainment တစ်ခုအနေနဲ့ပဲချစ်ပေးသွားပါလို့အကြံပြုချင်ပါတယ်ရှင်။ဗီဒီယိုလေးကိုနှစ်သက်သဘောကျတဲ့ဆိုလို့ရှိရင်လည်း channel လေးကိုတိုင်းရန် subscribe လေးလုပ်ပြီးကြားဖို့တောင်းဆိုပါတယ်ရှင်။ ့ issue ပေးချင်တဲ့သူတွေအားလုံးဝင်ကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးတင်များမှာတင်နေပြီးတော့ဆက်ပေးကြမယ်နော်အားလုံးပဲမိမိချစ်ခင်ရတဲ့သူလေးတွေနဲ့အဆင်ပြေပြီးတော့တာပျော်ရွှင်တဲ့ဘဝလေးကိုရှောင်လန်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်